မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့ဗမော်တိုက်ပွဲမှာမြစ်ကြီးနားမြို့ပေါ်မှာလူငယ်များပြားကြာဆုံးမှုများရှိလာဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ဗမော်တိုက်ပွဲမှာခရယီဘက်မှကြာဆုံးမှုများပြားနေပြီးမြစ်ကြီးနားမြို့ပေါ်မှာနေထိုင်တဲ့လူငယ်များပြားလည်းကြာဆုံးမှုမှာပါဝင်လာတယ်လို့မြစ်ကြီးနားမြို့ခံတွေစီကနေသိရပါဗျာ ခရိုင်ရီတို့ကနေမြို့ပေါ်ကလူငယ်တွေကိုတက်သားတဲ့ဆူဆောင်းဖို့လူငယ်တွေကိုဖမ်းဆီးတာတွေလည်းရှိခဲ့တယ်။သူတို့စန္ဒာအလျောက်ခရိုင်ရီတဲဝင်သွားတာလည်းရှိတာဟုတ်တယ်။အခုဗမော်တိုက်ပွဲမှာတော်တော်လေးကြာဆုံးနေလို့ကြားတယ်။ကျွန်တော်တို့ရက်ကွက်ထဲကကောင်းလေးတယောက်လည်းဗမော်တိုက်ပွဲမှာကြာသွားတယ်။တချို့ဆိုရင်ခြေပြက်လက်ပြက်တာတွေလည်းအများကြီးရှိတယ်လို့စီတာဘူးရက်ကွက်နေသူတအုပ်ကပြောပါတယ်။ ခရရီတို့ကနေတက်သားတိစုဆောင်ရန်မြကြီးနာမြို့ပေါ်မှာယခုနှစ်လဆန်းမိုင်းကစပြီးဟိုတယ်ဘလုံးကွင်းနဲ့အင်တာနက်ဆိုင်မှလူငယ်တွေကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တဲ့အတွက်လူငယ်တွေသတိရှိဖို့လိုအပ်တယ်လို့တက်ကုန်းရက်ွက်နေသူတို့ကပြောပါတယ် ဒီချိန်ကခရံရီဘက်ကနေကြဆုံးတာတွေများနေတဲ့အတွက်လူငယ်တွေကိုဖမ်းဆီးတာတွေအခွန်ကောက်တာတွေစက်ကြီးကောက်တာတွေကိုလှုပ်လာနိုင်တယ်။သူတို့ပြစ်မှတ်ကလူငယ်တွေအများဆုံးရှိတဲ့ဖူးဆဲဘောလုံးကွင်းတွေအင်တာနက်ဆိုင်တွေကိုပြစ်မှတ်ထားလာနိုင်တဲ့အတွက်လူငယ်တွေသတိရှိဖို့လိုအပ်တယ်လို့သူကပြောပါတယ်။လက်ရှိမှာဗမော်နဲ့ဖားကန်တို့မှတက်မတော်နဲ့ခရံရီတို့တိုက်ပွဲများပြင်းထန်လျက်ရှိပြီးခရံရီဘက်ကကြဆုံးမှုတွေများနေတဲ့အတွက်ကချင်ပြည်နယ်အတွင်းကလူငယ်တွေကိုခရံရီတို့ကနေမတရားဖမ်းဆီးတာတွေစီးယုံတာတွေကိုအရင်ကထပ်ပို့ပြီးလှုပ်ဆောင်လာတယ်လို့မြေပြင် တင်းတွေရသိရပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်ဖြစ်ပေါ်နေတဲ့တင်းထုတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးတင်းတွေကိုကဏ္ဍဆွန်လင်းစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နာတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။